င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဟာကြားဖြန့်ငွေလင်ခိုင်များကိုအတိအကအကူအညီအားပေးနေလို့နိုင်ငံတကာကတိုက်ရိုက်အရေးယူပေးဖို့ Justice for Myanmar တောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီဟာဒေသရင်းအကောင်လာတဲ့စိုက်ပါငွေလင်ကြားဖြန့်လုပ်ငန်းတွေနဲ့လူကုန်ကူးမှုတွေကိုအတိအကအားပေးကူညီတဲ့သူတွေဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြန်လိုက်ပါတယ် ဖေဖော်ဝါရီ25ရက်မနေ့က BGN ခေါင်းဆောင်နေဖြစ်တဲ့စောချစ်သူနဲ့အပေါင်းပါတွေကိုဖန်ဝရန်ထုတ်ဖို့တိုက်တွန်းပြောဆိုထားတဲ့ GFM ရဲ့ထုတ်ပြန်ချက်မှာစစ်ကောင်စီရဲ့ပါဝင်ပတ်သက်နေမှုအခြေအနေတွေကိုတဆက်တည်းထုတ်ပြန်လိုက်တာပါမြန်မာစစ်တပ်ဟာရာဇဝတ်စီးပွားရေးလုပ်ငန်းကွန်ရက်ကြီးတစ်ခုကိုလေပတ်လောက်ကိုင်းနေပြီးကရင်နယ်ခြားဆောင်တပ်ကိုကြားခံလက်သက်မွေးကစိုက်ပါငွေလိမ်လုပ်ငန်းတွေကိုအ धिक လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့ GFM ကဆိုပါတယ်ကရင်နယ်ခြားဆောင်တပ်ကမြန်မာစစ်တပ်ရဲ့အမိန်ပြီးကုတ်ကဲမှုအောက်မှာရှိနေတာကြောင့်စစ်ကောင်စီကနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုသွေ ွဲဝိုက်ကျူးလွန်နေတာဖြစ်တယ်လို့လည်းဆိုပါတယ်။ဒေသတွေနိုင်ငံတွေကကြားဖြတ်နေစိုက်ပါငွေလိမ်လုပ်ငန်းတွေကိုဦးစားပေးတိုက်ဖြတ်လာချိန်မှာနိုင်ငံတကာအရေးယူဆောင်ရွက်ချက်တွေအနေနဲ့ပုံမဖြန့်ချက်စင်စားပြီးမြန်မာစစ်တပ်ကိုပြစ်မှတ်ထားစောင့်ကြည့်ဖို့လည်းလိုအပ်ကြောင်း GFM ကတိုက်တွန်းပါတယ်။ အရက်ဘတ်ဖွဲ့စည်းရေးစတိုက်တောင်းဆိုနေတဲ့အတိုင်းမြန်မာစစ်တပ်ရဲ့ဗန်နာငွေဆက်လက်နဲ့လင်းရင်စည်းရရှိနေမှုတွေကိုဖျက်တောက်ဖို့လိုအပ်တယ်လို့လူမျိုးတုံးသက်ဖြတ်မှုဆင်ရဆွေးမှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝမှုတွေအတွက်လည်းစစ်ကောင်စီကတာဝန်ခံရမယ်လို့ဆိုပါတယ်။လက်ရှိအာဏာသိမ်းစစ်တပ်ကမြန်မာနိုင်ငံရဲ့ဥပဒေရတာမကနိုင်ငံတကာဥပဒေရဖွင့်ဆိုချက်တွေအရပါအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။စစ်အာဏာသိမ်းမှုအပြီးအာဆီယံကစစ်အုပ်စုအတွက်မှားယွင်းနေနိုင်ငံရေးအရာတရားဝင်မှုပေးအပ်ခဲ့ပြီးမြန်မာစစ်တပ်ရဲ့တပ်ဖွဲ့တို့ကနိုင်ငံတကာ ရာဇဝမှုတွေနဲ့နိုင်ငံအဖြတ်ကျော်ရာဇဝမှုတွေကိုအချက်အလက်မဲ့စွာကျူးလွန်ခွင့်ရနေတာပဲဖြစ်ပါတယ်။စစ်ကောင်စီကိုအာဆီယံကနိုင်ငံကြီးရာတရားဝင်မှုပေးအပ်လိုက်ခြင်းကပုံမူရဲတင်းစီုံတာမကနိုင်ငံတကာဥပဒေတရားမှုကိုကြော်လွားရှောင်တွင်းနိုင်စေဖို့နီးလန်းနေပေးအပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ဒါအပြင်နိုင်ငံတကာကလက်ရှိလုံဆောင်နေတဲ့နိုင်ငံဖြတ်ကျော်ရာဆွေခိုင်းနေပေါ်စီမံချက်နဲ့တိုက်ဖြတ်ယူရမှာလဲဟန်တာနှောက်ရှက်ရာရောက်စီရလို့လဲဆိုပါတယ်။ဒါကြောင့်အရင်ယူဆောင်ရွက်မှုတွေဖြင့်စင်အုပ်စုကိုအင်တာပိုနဲ့ အာဆီယံအပါအဝင်နိုင်ငံတကာဖွဲ့စည်းတွေကနေဖဲထုတ်ရေးလဲပါဝင်ဖို့အဓိကလိုအပ်နေရလို့ဆိုပါတယ်။ထိုင်းနိုင်ငံနေနဲ့ဆဲအုပ်စုကိုနိုင်ငံရေးတရားဝင်မှုဆက်လက်ပြီးအနေနဲ့တဘာဝထံငွေဝယ်ယူနေမှုကနေတဆင်းဆဲအုပ်စုကိုဗန်နာငွေအသက်သွေးကြော်တွေနဲ့လူကုန်ကူးမှုတွေစတိုက်ဖြစ်ပေါ်နိုင်ကြောင်း GFM ကသတိပေးပြောကြားထားပါတယ်။မြန်မာအိမ်ကြီးချင်းတွေဖြစ်တဲ့အပြင်အာဆီယံဖွဲ့ဝင်ဖြစ်တဲ့ထိုင်းနိုင်ငံအနေနဲ့ဆဲအုပ်စုပေါ်ပြတ်သားတဲ့အရေးယူဆောင်ရွက်မှုလှုပ်ဆောင်ဖို့ဆဲအုပ်စုရဲ့ဗန်နာငွေဆက်လက်နဲ့လေရင်စီးရရှိနေတာတွေကိုဖြတ်တောက်ဖြစ်ပြီးစိုက်ပန်းငွေလိမ်မှုကြားပ ြန့်လုပ်ငန်းတွေကိုတိုက်ဖြတ်ဖို့တာဝန်ဝင်တရားတည့်ရရှိရလို့ Justice for Myanmar ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ဆလဘီစစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့များကိုညအချင်းအပူလိုင်းရှာ FLIR drone များနဲ့အတုံးပြတိုက်ခိုက်လာတယ်လို့ Just Defense အဖွဲ့ကပြောပြီးညအချင်းစစ်တပ်ရဲ့ drone တိုက်ခိုက်မှုတွေရှိနေရလို့တော်လိုင်းတပ်အတည်ပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဘက်စစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့တွေကိုညအချင်းအပူလိုင်းရှာ FLIR ဒရုန်းများနဲ့အသုံးပြုတိုက်ခိုက်ကြောင်း James တပ်ဖန်အဖွဲ့ကပြောဆိုလိုက်ပါတယ်မြန်မာစစ်တပ်ကဒရုန်းတိုက်ခိုက်မှုတွေမှာ UAV ဆိုင်ရာစွမ်းရည်များကိုမြင့်တင်အသုံးပြုလာပြီးအပူလိုင်းရှာစနစ်သုံးတိုက်ခိုက်ရေးဒရုန်းတွေကိုအသုံးပြုလာကြောင်းအဲလိုစံသစ်တင်ဤပညာရည်နဲ့ညာပိုင်းစစ်စင်ရေးတွေမှာပါတိုးချဲ့အသုံးပြုလာခြင်းဖြစ်ကြောင်းသိရပါတယ်စစ်တပ် lobby ရဲ့ Telegram channel ဒီမှာ2025ခုနှစ်ဖေဖော်ဝါရီ6ရက်နေ့ညအချိန်တိုက်ပွဲများတွင်ဗမော်ရှိတော်လိုင်းတပ်များကို FLIR ဒရုန်းများနဲ့တိုက်ခိုက်ခဲ့ကြောင်းအစိုးရဒရုန်းများကညအချိန် စ်သားများပြည်တော်ပုံများအဆောင်ဝင်တွင်ဝင်ရောက်ပုံတွေကိုမြင်တွေ့ရပြီးပုံများချင်းချတာကိုမြင်တွေ့ရကြောင်းဖော်ပြပါရယ် FLIR နီးပညာကိုရခင်ကတိုက်ခိုက်ရေး MI 35ရဟန်းရင်းနေတိုက်ခိုက်ရေးလင်းရင်ပေါ်မှာသာအတုံးပြုခဲ့တော်လဲအခုအခါ drone နေမှာပါပြောင်းလဲအတုံးပြုတယ်လို့သိရပါရယ်ကရင်ပြည်နယ်မြဝတီမြို့နယ်နဲ့ကော့ဂရိတ်မြို့တို့တွင်မှာညချိန်စစ်ကောင်စီက drone နေနဲ့ပုံကျင်းမှုတွေရှိပြီးအဆိုပါ drone များညမြင်ကွင်းတွေကိုကောင်းမွန်စွာမြင်နိုင်တဲ့ drone တွေဖြစ်ကြောင်းအာရှလမ်းမှာလုံခြုံရေးယူထားတဲ့တော်လိုင်းတပ်မှတာဝန်ခံတအုပ်ကပြော ောပါတယ်။အရင်ကစစ်တပ်ကဒရုန်းတွေကနေ့လောက်ပဲလာတာအခုကညလဲလာပြီးကျဲတယ်။သူတို့ဒရုန်းတွေကညပိုင်းကောင်းကောင်းမြင်ရတဲ့ဤပညာနဲ့ဒရုန်းတွေကိုတုံးလာတာလို့တောင်ပိုင်းတိုင်းစစ်တေသားမှတော်လိုင်းတပ်ဖွဲ့တစ်ခုရဲ့တာဝန်ခံကအရှင်းပြပါပါတယ်။ ဆက်လက်ပြီးရခိုင်ပြည်နယ်တိုက်ပွဲတွေကြားအရက်သားထိခိုက်ဒေဆုံးမှုတွေတိုးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကကြောက်ဖြူနယ်စစ်တွေမြို့နယ်တွေမှာစစ်ကောင်စီနဲ့အာရခတပ်တော်ကြားတိုက်ပွဲတွေအရှိန်မြင့်နေတဲ့လို့စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့်အရက်သားဒေဆုံးမှုတွေလည်းရှိနေပါတယ်။တချိန်တည်းမှာပဲမကွေတိုင်းပဲခူးတိုင်းနဲ့ထိစပ်နေတဲ့နေရာတွေမှာပါတိုက်ပွဲတွေကျယ်ပြန့်လာနေရလို့ဒေသခံအကဲခတ်တွေကပြောပါတယ်။ရခိုင်ပြည်နယ်စစ်ရေးအခြေအနေကိုရန်ကုန်ကသတင်းပေးပို့တာကိုတင်ပြတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းကနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီဘက်ကလေကြောင်း ောင်းပစ်ခတ်မှုတွေကိုစက်တိုင်လှုပ်ဆောင်နေပြီးအရှက်သားတချို့ ထိခိုက်တိုက်ဆုံးခဲ့ကြောင်းရခိုင်စစ်ရေးစောင့်ကြည့်လေးလာနေသူတအုပ်ကပြောပါရယ်စစ်ကောင်စီဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတာရှိရဲ့လို့သိရပါရယ်ကျေးရွာတချို့ကလည်းပုံကျဲတိုက်ခိုက်ခဲ့တာရှိရဲ့ပြီးတော့တစ်ပုံတောင်းတိုက်နေတဲ့မှာရှိရဲ့ကျေးရွာတချို့ကလည်းတညဝရီရေးတပ်ဌာနချုပ်ကလက်နက်ကြီးနဲ့လှမ်းပစ်တာတွေကြောင်းနေအိမ်တွေမီးလောင်တာတချို့ရက်သားတွေထိခိုက်တိုက်ဆုံးတာတွေလည်းရှိနေအရေးအတွက်တိတိကျကျတော့မသိရသေးဘူးမနေ့ကညပိုင်းကလည်းကြောက်ဖြူမျိုးနဲ့ကဦးကင်းကျေးရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့တာကြောင်းအရက်သားလေးဦးတမနဲ့တိုက်ဆုံးခဲ့တယ်လို့ဦးကင်းဒေသခံတွေက ပြောပါရယ်ဒါအပြင်စစ်ကောင်စီကကြောက်ဖြူမှာရေတက်အင်အားဖြည့်တင်နေပြီးဒီရက်ပိုင်းမှာပဲစစ်ကောင်စီရေတက်တင်ပေါ်ဆယ်စီးကျော်လောက်ဖြည့်တင်ထားတယ်လို့သူကဆက်ပြောပါရယ်လက်ရှိကြောက်ဖြူကတော့စီရာတင်းမာတဲ့အခြေအနေမှာရှိနေတိုက်ပွဲရလည်းအစပြုလာတော့စကားစဘက်ကလည်းအင်အားတိုးချဲ့တာတွေအထူးသဖြင့်ရေတက်အင်အားတိုးချဲ့တယ်လို့ပြောလို့ရပါရယ်ဒီရက်ပိုင်းမှာဆိုရင်ရေတက်တင်ပေါ်ဆက်တစည်းလောက်ရောက်ရှိရင်လို့သိရတယ်ပုံအနေထားတဲ့သူတို့ရေတက်အင်အားကိုဖြည့်တင်လိုက်တဲ့အနေထားရှိတယ်မန်အောင်ဘက်ကရေတက်တင်ပေါ်တချို့လည်းကြောက်ဖြူကိုရောက်လာတဲ့စစ်တွေဘက်မှာ ာကင်းလဲနေတဲ့တင်မောင်တချို့လည်းကြပြူအနည်းပတ်ဝန်းကျင်ကိုရှောက်လာတာရှိရဲ။နောက်ပြီးတနင်္သာရီထက်မှကစစ်တင်မောင်တချို့ရောက်လာတယ်လို့လည်းကြားတယ်။ အခုလိုတိုက်ပွဲတွေပြင်းထန်လာတဲ့ကြောင်ဖြူမှာမဒီကျုံရင်းနှက်စိတ်ကံအပါဝင်ကြောင်ဖြူထူစီဝိုင်းစုံစီမံကိန်း SZ နဲ့ရွှေကစီမံကိန်းတို့လိုတရုတ်စီမံကိန်းတွေအများအပြားရှိနေပါတယ်။တဆက်တင်မှာပဲရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမှာလည်းနှစ်ဖက်စီရင်တင်းမာနေပါတယ်။အရကတက်တော်ရေးဘက်ကတော့ရခိုင်ပြည်နယ်ကကြောင်ဖြူစစ်တွေအပါဝင်ရခိုင်မကွေးအစပ်နဲ့ရခိုင်ပဲခူးစစ်တွေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အကြောင်းရခိုင်စီရင်လိလာသူတွေကပြောပါတယ်။ဒီရဲ့ပိုင်းတွင်မှာပဲရခိုင်ပဲခူးအစပ်ကပကံကွေးစကန်နဲ့နှစ်တောင်တာဝါတိုင်းစကန်အပါဝင် စစ်ကောင်စီတပ်စခန်းတချို့ကိုအေဘက်ကသိမ်းပိုက်ထားနိုင်ပြီးညောင်ကျိုးမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုအင်းအဖွဲ့ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ဒါအပြင်တိုက်ပွဲပြင်းထန်နေတဲ့ညောင်ကျိုးဘက်ကိုဘုံနာကျင်းရဲ့စစ်ကောင်စီရဲ့စက်တပ်လေးဒီနှစ်စီးနဲ့ဒရုန်းလေးစီးကိုအင်းကပစ်ချလိုက်တယ်လို့ရခိုင်စီးရေးစောင့်ကြည့်နေသူတအုပ်ကပြောပါတယ်။နတ်တောင်တာဝရိုင်းစခန်းကိုသိမ်းပြီးသွားပြီဖြစ်တဲ့အတွက်အဲဒီမှာညောင်ကျိုးကိုဆက်ပြီးတော့ထိုးစစ်ဆင်နေတယ်။တိုက်ပွဲလည်းပြင်းထန်နေပြီးတော့ဒရုန်းလေးစင်းကိုလည်းအရခတ်တက်တော်ဘက်ကပစ်ချလိုက်တယ်လို့ကြားတယ်။ပြီးတော့စစ်တပ်လေးဒီနှစ်စင်းပါတယ်ပေါ့ အဲ့ဒါကိုလည်းပြစ်ချလိုက်တယ်လို့ကြားတယ်။အဲ့ဒီမှာလေဒီဒစီချင်းစီပေါ်မှာပါတယ်လေသူရဲပေါ်တယောက်ကတော့လေဒီပေါ်မှာကလေးကဆုံးလာတယ်လို့သိရတယ်။နောက်တယောက်ကတော့လေဒီပေါ်ကပြုတ်ကျပြီးမြေပြင်မှာဆုံးသွားတယ်လို့သိရပါတယ်။ရခိုင်မကွေးအဆက်ကစစ်ကောင်စီတပ်စခန်းတချို့ကိုအင်းနဲ့ပူပေါင်းတပ်တွေကဒီလာအစံပိုင်းကစလို့သိမ်းပိုက်ထားပါတယ်။လက်ရှိမှာတော့ငဖဲမြို့နယ်တွေကစစ်ကောင်စီရဲ့နိုင်ရင်ကံဖြူဟာစခန်းကုန်းကိုအာရခတ်တော်အေးဘက်ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရလို့ရခိုင်စီရေးစောင့်ကြည့်နေသူတအုပ်ကပြောပါတယ်။မကွေးမှာတော့မကွေးတိုင်းငဖဲမြို့နယ်တွေက က်ရီကံပြူဟာကုန်းကိုလည်းအာရခတတ်တော်နဲ့အဲ့ဒီဘက်မှာရှိတဲ့နေမြေကံပြည်သူကာကွယ်တပ်ဖွဲ့တွေကထိုးစစ်စင်နေရတော်တော်ကြပါပြီအဲ့ဒီကလည်းတချို့တက်ဆုပ်ပြေးတာတွေရှိရဲလို့ကြားရတယ်။တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီးတော့အာရခတတ်တော်အေးဘက်ကတစုံတရာသတင်းထုတ်ပြန်တာမတွေ့ရသေးသလိုစစ်ကောင်စီဘက်ကလည်းသတင်းတစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။ရခိုင်ပြည်နယ်မှာစစ်ကောင်စီတပ်တွေနဲ့အေးတပ်တွေ2023ခုနှစ်နိုဝင်ဘာလကုန်ပိုင်းနောက်ကစပြီးတိုက်ပွဲတွေတချော့ပြန်ဖြစ်နေတာပါ။လက်ရှိအချိန်ထိရခိုင်ပြည်နယ်ကမြို့နယ်14ခုနဲ့ချင်းပြည်နယ်ပလတ်ဝါမြို့နယ်တွေကို UAE ဘက်ကတင်ပိုင်ထားပါတယ်။ကြောင်ဖြူမန်အောင်နဲ့စစ်တွေမျိုးနယ်တွေကိုတော့စစ်ကောင်စီကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီးဒီလအတွင်းမှာပဲစစ်တွေမျိုးနယ်နဲ့ကြောင်ဖြူမျိုးနယ်တွေကိုအာရခတ်တတော် UAE ကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။